်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးဥပိုလ်ထောင်အတွင်းနိုင်ငံရေးအကျဉ်းသားများဆေးဝါးစောင့်ရှောက်မှုဆုံးရှုံးရမှုပြင်ပအစည်းအရုံးတွေကိုဆေးကုသခွင့်မရရှိမှုတို့ကြောင့်အခုနှစ်6လတာကာလအတွင်းနိုင်ငံရေးအကျဉ်းသား56ဦးထိကြာဆုံးခဲ့ရတယ်လို့မြမအကျဉ်းထောင်တပ်သေးမြမ Prison Witness ကဇွန်လ28ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ် အခုလိုနိုင်ငံရေးအကျဉ်းသားအများပြားတည်ဆုံရတာဟာထောင်တွင်းမှာဆေးဝါးမလုံလောက်မှုကြောင့်ပါရာစီတမောတစ်မျိုးသာပေးနိုင်ပြီးဆေးတချို့ကသက်တမ်းကုန်ဆုံးနေတာကြောင့်ဖြစ်တယ်လို့မြန်မာ Prison Witness ကတာဝန်ရှိသူကပြောပါတယ်။ဒါ့အပြင်ထောင်တွင်းအစားအသောက်တွေဟာလည်းအာဟာရပြည့်ဝစွာမရသလိုခဲစိတ်တက်စေတဲ့ခဲမုန့်တွေပါဝင်နေတယ်လို့ဆိုပါတယ်။အခုလိုနိုင်ငံရေးအကျဉ်းသားတွေတည်ဆုံမှုအပေါ်ဆရာဝန်ဆေးရုံအုပ်ဦးမိုဟိန် ဒေါက်တာတထွန်းဦးဒေါက်တာနေလင်းအောင်နဲ့ထောင်ပိုင်တွေဖြစ်တဲ့တင်းစော်မောင်နဲ့စမ်းလွင်တို့ကတေဆုံမှုဖြစ်စဉ်တစ်ခုချင်းစီမှာအဓိကတာဝန်ယူရမယ့်သူတွေဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်မန္တလေးဥပ္ပိုလ်အကျဉ်းထောင်ဟာ2025ခုနှစ်အတွင်းနိုင်ငံရေးအကျဉ်းသားအများဆုံးတည်ဆုံတဲ့ထောင်ဖြစ်လာတယ်လို့လည်းထုတ်ပြန်ကြရသိရပါပါတယ်ခင်ဗျာ။ ရခိုင်ပြည်နယ်ကကြောက်ဖြူမှာစစ်တပ်ကမြို့ပေါ်ရက်ကွက်တင်နဲ့တပ်ရင်းတွေသာထိန်းချုပ်နိုင်တော့ပြီးရှမ်းမြောက်မှာတော့တိုက်ပွဲပြင်းထန်နေသလိုစစ်တပ်ကနောင်ချုံမှာရှစ်ဆက်မတွန်းနိုင်ပဲဖြစ်နေတဲ့တပတ်တာစစ်ရေးသတင်းတွေကိုစိုးသူအောင်ကတင်ပြပေးမှာပါခင်ဗျာမင်္ဂလာပါဒီကနေ့ဇွန်လ28ရက်ဟာဆေးရနာသိမ်းမှု1608ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာလည်းရခိုင်ကချင်နဲ့နောင်ချိုဘက်ကသတင်းအကျဉ်းတွေကိုတင်ပြနိုင်ဖို့စူးစီးထားပါတယ်ပရမအူဆုံးရခိုင်သတင်းအကျဉ်းနဲ့တင်ဆက်ချင်ပါတယ် ရခိုင်ရဲ့နေရာအများစုကိုထိန်းချုပ်ထားတဲ့အရခတ်တော်အေအင်းနေနဲ့ဒီကြောက်ဖြူမျိုးနယ်အပါအဝင်ရိုးမနယ်ဆက်ဆက်တဲ့နေရာတွေမှာတိုက်ပွဲတွေဆက်ရှိနေပါတယ်။ကြောက်ဖြူမှာဆိုရင်တော့အခုအပတ်ထဲအမှတ်32ရဲတဲအင်းသားမှာရှိတဲ့ဒီပြိုင်းစေကေကျေးရွာနဲ့ဒီမလာကျွန်းဧရိယာဝင်ကျင်ပြီးတော့ဒညဝရီရေတပ်စခန်းဌာနချုပ်နာဂာဒီကတ်တပြေကျေးရွာဝင်ကျင်ဒီမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်။ စစ်တပ်ကကြီးရေလေ၃မျိုးလုံးတုံးနေပြီးအေဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ပစ်နေတယ်လို့ဒေသအခြေဆိုင်သတင်းဌာနတွေကလည်းဖော်ပြပါဗါးအေဘက်ကမထုတ်ပြန်သလို DVV ကလည်းအသေးစိတ်အတိမပြုနိုင်သေးပေမဲ့ကြောက်ဖြူမှာရှိတဲ့တပ်ရင်းတွေနဲ့ဒီမျိုးပေါ်ရက်ကွက်လောက်ကိုပဲစစ်တပ်ကထိန်းချုပ်နိုင်တော့တယ်လို့သိရပါဗါးဒါအတူပဲဒီရခိုင်နဲ့မကွေးအဆက်မှာရှိပြီးတော့အမ်ဘဒန်လမ်းမပေါ်မှာရှိတဲ့နေရီကန်လေချောင်းရံကာကွယ်ရေး တက်ဝင်းကျင်မှာလဲစစ်ရေးဆက်လက်အသင်းမှာနေပြီးတော့ဒီဗဒန်းမျိုးပြင်ဝင်းကျင်မှာရှိတဲ့ကာကင်းတချို့ကိုလည်းတော်လိုင်းတက်တီကရှင်းထုတ်နိုင်တဲ့သတင်းတွေထွက်ပေါ်နေပါတယ်။အလုံးသိတဲ့တိုင်းဒီငလင်ချောင်းအပြည့်ရထားတဲ့ကာလာအတွင်းဖြစ်တဲ့ဧပြီ၂ရက်နေ့ကနေဂျွန်လ20ရက်ထဲမှာလဲစစ်တပ်ရဲ့လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်တောင်ကုန်းကြောက်တော်ကြောက်ဖြူပုန်နှကျုံရသေးတောင်ပြီးတော့တန်တွဲမျိုးနယ်ဒေသကရွာပေါင်း30ကျော်မှာတိတ်ဆုံးသူအရက်သား 34ယောက်ဒဏ်ရာသူက61ယောက်အထိရှိခဲ့တဲ့ဆိုပြီးတော့ဒီ AA ရဲ့ HTCO ကဂျွန်လ26ရက်မှာထုတ်ပြန်ထားပါတယ်အခုတော့ကချင်ဘက်ကိုသွားရအောင်ပါကချင်မှာတော့ဖားကန်နဲ့ဗမော်မျိုးသိန်းတိုက်ပွဲတွေအကြောင်းကိုတင်ပြရဖို့ရှိပါတယ်မေလနောက်ဆုံးပတ်တည်းမှာဖားကန်ကို ဝင်ရောက်နိုင်ခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာဖားကန်ဘီယူဟာဂုံးနဲ့ဒီမော်စီစာ ဝင်းကျင်ဒီမှာအခြေချတပ်ဆွဲခဲ့ပြီးကြောက်စိမ့်မော်တွေတဲကစိုက်ရန်တရားတွေကိုမိပတ်ရှုနေရကနေအခုတော့ဒီစစ်ရေးတွေတင်းမာလာပါတယ်အကြောင်းကတော့ဒီလုံကင်းကျွတ်အုပ်စုတစ်ခုလုံးကိုလက်နက်ကြီးနဲ့လှမ်းထောက်နိုင်ပြီးတော့ဒီမော်မောင်းကုန်းနဲ့လမောင်းကုန်းဆိုတဲ့နေရာနှစ်ခုကိုပြန်ရဖို့စစ်တကောင်စီတပ်ကဒီစစ်ကြောင်းထိုးလာတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်ပဲမော်မောင်းကုန်းနဲ့လမောင်းကုန်းအတက်လန်းတွေဖြစ်ကြတဲ့မော်ဝိုင်းမော်ဝမ်လီဘတ်နဲ့အမိုက်ပုံအီမိုင်းရန်လမ်းဘတ်တွေမှာ ော်လိုင်းတက်တွေနဲ့စစ်တပ်တို့ထိတွေ့မှုရှိနေတယ်ဆိုပြီးသတင်းရင်းမြစ်တွေကပြောပါရယ်စစ်ကောင်စီတက်တွေအထိုင်ချဖို့စ조사နေတဲ့ဒီလမောင်းကုန်းဆိုတဲ့နေရာဟာဖာကန်ဒေသတွေကအမြင့်ဆုံးတောင်ကုန်းတွေတဲကတခုဖြစ်ပြီးဖာကန်ဘီဝါနဲ့ကန်စီဘတ်တွေကနေလဲစစ်တပ်ကလက်နက်ကြီးပစ်ကူပေးလိရှိတယ်လို့သိရပါရယ်အခုတော့ဗမော်ဘက်ကိုသွားရအောင်ပါဗမော်မှာတော့အခုအပတ်သေးမြေကြီးတွေမြင့်တက်လာတာကြောင့်တော်လိုင်းတပ်ဘက်က ထောက်ပို့လမ်းကြောင်းခက်ခဲနိုင်တာကိုအခွင့်ကောင်းယူပြီးစစ်တပ်ကဒီမြစ်စိမ်းနားမှာရှိတဲ့ခွန်တာပြီးတော့မင်းလာရက်ွက်တွေနဲ့ပြည်သူစေယုံဝင်းကျင်တွေကိုစစ်ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်။ဒါအတူစစ်တပ်ကဗမော်မျိုးဘက်ကိုဥတီပြီးတော့ဒီစစ်သင်းမောတွေစဲစည်းထက်မနေလွတ်ထားတယ်ဆိုပြီးတော့သတင်းတွေလည်းထွက်လာပါတယ်။လက်ရှိဗမော်မျိုးသိန်းတိုက်ပွဲဟာခွန်လာဝင်းကျင်အထိကြာမြင့်လာပြီးတဲ့နောက်အေယာဝတီမြင်းနားမှာရှိတဲ့ရက်ွက်တွေနဲ့ဒီစကခ23 ဝင်းကျင်မှာရှိတဲ့နေအိမ်တော်တော်များများပျက်စီးခဲ့ရပြီးတော့စစ်တပ်က လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုအခုချိန်ထိနေတိုင်းပြုလုပ်နေတယ်လို့သိရပါတယ်။အခုတော့နောင်ချိုဘက်ကိုသွားရအောင်ပါ။နောင်ချိုမှာတော့တောင်းခန်းကိုအခြေပြုထားတဲ့စစ်တပ်ကမြို့ကို ပြန်ယူနိုင်ဖို့စူးစမ်းရာကနေတိုက်ပွဲတွေပြင်းထန်နေတာပါ။နောင်ချိုမြို့နယ်အတင်းမှာဒီနောင်ဖာညံတော်လုံဆန်အုံမခနဲ့ နောင်လင်ကြီးရွာတွေမှာစစ်ကောင်စီတပ်နဲ့တအန်းတပ်မတော် TNL တို့တိုက်ပွဲဆက်ဖြစ်နေပြီးစစ်တပ်ကလက်နက်ကြီးအလုံး80ဒရုန်းပုံ32လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့တအန်းတပ်ကထုတ်ပြန်ပါတယ်တိုက်ပွဲတွေဟာနောင်ရှိုမျိုးနဲ့ဒီ10မိုင်လောက်အကွာမှာရှိတဲ့ကံကြီးရွာအထိကိုရောက်ရှိခဲ့ပေမဲ့စစ်တပ်ကကံကြီးရွာကိုမကျော်နိုင်သေးဘဲနဲ့တက်လိုက်ဆုတ်လိုက်အနေအထားဖြစ်နေတယ်လို့သတင်းရင်းမြစ်တွေကပြောကြပါဗျာ။ ဒါကြောင့်မဲစစ်တပ်ကစစ်ကြောင်းတစ်တကြောင်းနဲ့ဒီ in wine ဘက်ကနေပြီးတော့နောင်ချိုဘက်ကိုပြန်လည်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့လေစီဒီယံဘူကြီးစင်ယော်ကသုံးသပ်ပြောဆိုပါတယ်အသေးစိတ်ကိုတော့ DVB ကဆက်လက်စုံစမ်းနေပြီးတိုက်ပွဲတွေကြောင်းဒေသခံထောင်ထဲချီပြီးစစ်ဆောင်နေရတယ်လို့စစ်တပ်ကကြောင်မဲနဲ့မိုးကုတ်မြို့တွေကိုလည်းအခုရက်ပိုင်းလေကြောင်းဘုံကျဲမှုတွေပြုလုပ်ခဲ့ပါတယ် အခုတင်ပြခဲ့တာတွေက DVV ကစူးစီးရရှိထားသလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်သွဲသတင်းတွေကိုတော့ DVV ရဲ့ website Facebook နဲ့ YouTube channel တွေမှာအချိန်နဲ့တပြင်းကြီးပေါ်ပြပေးနေပါတယ်ခင်ဗျာ။ DVV ရောမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ။